မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့တွေဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြားထံတော်ပါမှာခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလည်းဆုတောင်းပေးပါတယ်ဒီမနက်မှာကျေးဇူးတော်အပြင်ကျွန်တော်နဲ့တူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဗျာဒခင်ပြင်ဆင်ပေးတဲ့အတွက်စာလံချက်အခန်းကြီး၉အပိုင်းငယ်၁ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်အိုးဒါဝရပြားအကျွန်ုပ်ဒီစိတ်နှလုံးအကျွမ်းမဲ့ကိုရောကိုချီးမွမ်းပါမည် အံ့ဖွယ်သောအမှုတော်ရှိသမျှတို့ကို ပြညွန်ပါမည်။ဒီနုကပတ်တော်ကိုဆင်ကျင်တဲ့အခါမှာ ကျွန်တော်ပါကိုခွန်အားဖြစ်မိလဲဆိုတော့ဆာလန်ဆီယာကြီးကဘုရားသခင်ကိုသူ ကိုးစားတဲ့အကြောင်း သူရေးထားတဲ့စာတွေထဲမှာ တွေ့ရပါတယ်။သူရဲ့အခက်အခဲတွေသူရဲ့ပြဿနာတွေထဲမှာဘုရားသခင်ကူညီပါမိအကြောင်းလဲသူအော်ဟစ်တောင်းဆိုထားတာတွေလည်းတွေ့ရပါတယ်။ဒါကြောင့်သူဟာစိတ်နှလုံးအကျွေးမဲ့ ကိုရောကိုကိုးစားတယ်ပြီးတဲ့ခါမှာဖျားသခင်တတ်နိုင်တော်မူခြင်းအကြောင်းတွေကိုလည်းသူကချီးမွမ်းထားတာတွေကိုတွေ့ရပါတယ်ဖျားသခင်တပါးရီတာလင်းသူ့ရဲ့ခိုးလုံးရာ သူ့ရဲ့ကိုးစားရာဖြစ်တယ်ဆိုတဲ့အကြောင်းတွေမှစပြီးတော့မှဖျားသခင်ဘလို့မတရားသောသူတွေအပေါ်မှာပြုတ်မှုတလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှလည်းဖော်ပြထားတာတွေကို တွေ့ရပါတယ်ဒါတွေကိုကြည့်ခြင်းအပြင်သူဖျားသခင်ကိုစိတ်နှလုံးအကျွေးမဲ့ ကြီးမွမ်းတယ်ဆိုတာသူ့ဘဝနဲ့ရှင်ပြီးတော့မှ သူ့ကိုယ်တိုင်လက်တွေ့ခံစားရတဲ့အကြောင်းအရာတွေကိုကြီးမွမ်းထားခြင်းဖြစ်တယ်လို့ကျွန်တော်ဒီလိုခံစားမိပါတယ်ကျွန်တော်တို့လည်းပဲထိုနည်း၎င်းမှာပဲကိုယ်တိုင်ဘဝမှာဖျားပြူတဲ့ကျေးဇူးတွေကိုခံစားရတဲ့အံ့ဖွယ်အမှုတော်တွေကိုတွေ့ကြုံရတယ်ဆိုလို့ရှိရင်စိတ်နှလုံးအကျွမ်းမဲ့နဲ့ဘုရားသခင်ကိုကျေးဇူးတင်ကြီးမွမ်းမိမှာအမှန်ပဲဖြစ်ပါတယ်ဒီလိုပါပဲကျွန်တော်ရဲ့နေ့စဉ်အသက်တာမှာ ဘုရားသခင်ဘလို့အံ့ပွေအမှုတွေပြုတယ်လဲကိုယ့်ရဲ့အသက်တာမှာဘုရားခင်ဘလို့ဂျေစုပြုတယ်လဲဆိုတာတွေကိုသူတို့ဘားတွေကိုပြညုံဖို့တတ်သိခံဖို့တိုက်တွန်းထားတာတွေ့ရပါတယ်ချစ်တော်မိဘညီကိုမောင်တို့မှာတို့ဇာလန်ဆရာကြီးရဲ့ဘဝအသက်တာမှာသူရေးခဲ့တဲ့စာတွေကြောင့်သူတီကုန်းခဲ့တဲ့သချင်းတွေကြောင့်ကျွန်တော်တို့ဟာဘုရားသခင်ရဲ့အံ့ပွေအမှုရာတွေကိုသိရပါတယ်သူပြောတဲ့စကားလိုပါပဲ အံ့ဖွယ်သောအမှုတော်ရှိသမျှတို့ကို ပြညွန်ပါမည်ဆိုတဲ့အတိုင်းသူ့ဘဝရဲ့အတွေ့အကြုံတွေနဲ့ဘုရားရဲ့ကောင်းမြတ်ခြင်းတွေကိုယနေ့ထိတိုင်အောင် ကျွန်တော်တို့ကို ပြညွန်ပေးနေတာဘုရားသခင်ကဘယ်လိုဘုရားမျိုးလဲဆိုတာကိုသိစေတာကတကယ်ကို ကျွန်တော်တို့အတွက် ပုံသက်သေယူစရာ ဖြစ်ပါတယ်ဘုရားပြုတဲ့အမှုတွေဘုရားသခင်ရဲ့အလိုတော်အကြံစီတော်တွေဘုရားသခင်ရဲ့အံ့ဩဖွယ်တကူးကြီးရဲ့အရာတွေ ဘုရားသခင်ရဲ့အလိအထတွေကို ပြညွှန်ထားတာကိုကျွန်တော်စာလံကျမ်းကိုဖတ်ရင် အများအပြားတွေ့ရပါလိမ့်မယ်။ပြီးတဲ့အခါမှာသူ့ရဲ့အသက်တာမှာဘုရားသခင်ကိုအကျွမ်းမဲ့ချီးမွမ်းပြီးတော့မှဒီလိုဘုရားမျိုးမှ မချီးမွမ်းရင်ဘယ်လိုဘုရားမျိုးကိုသွားချီးမွမ်းမလဲဆိုပြီးတော့မှ သူရေးထားတဲ့စာအဖြစ်ကျွန်တော်သိရပါတယ်။ချစ်တော်မိဘညီကိုမောင်တို့မှာတို့အံ့ဖွယ်သောအမှုရာတွေကို ပြညွှန်ရမှာကကျွန်တော်ရဲ့တာဝန်ဖြစ်ပါတယ်။ ဘုရားသခင်နဲ့ကိုယ်နဲ့ကြားတဲ့ကယဉ်ဒီမှုကျွန်တော်ပေါ်မှာဘုရားသခင်ပြုတဲ့အံ့ဖွယ်အမှုတွေကိုနောက်လာနောက်သားတွေသိအောင် ကျွန်တော်တို့ပြောပြဖို့လိုပါတယ်ဘုရားကောင်းမြတ်ကြောင်းကိုတစ်နေ့တစ်နေ့ကျွန်တော်တို့ပြညွန်ပေးဖို့လိုပါတယ်ယေရှုတော်ချီးမွမ်းစရာရှိပါတယ်ကျွန်တော်တို့ချောင်းသာမှာတပတ်တာကလေးများအတွက်သင်တန်းလုပ်ပေးပါတယ်တရင်ချွတ်ကျောင်းပေးရမှာကျွန်တော်တို့လုပ်ပေးတဲ့သင်တန်းလေးကတော့နှစ်စဉ်နှစ်တိုင်းကလေးတွေအတွက်ရည်ရွယ်ပြီးတော့မှ အသက်9နှစ်ကနေအသက်20အထိကလေးတွေကိုကျွန်တော်တို့စုစည်းပြီးတော့မှကျွန်တော်တို့သင်တန်းလုပ်ပါတယ်ဒီနေ့လည်းပဲဘုရားခင်ကြီးစုတော်ကြောင့်သင်တန်းလုပ်ခွင့်ပေးတယ်ရန်ကုန်ကသာသမီတွေမြောက်မြပသိမ်စုကြီးရွာကသာသမီတွေနဲ့မိပါတယ်ချောင်းတာမှာ ရှိတဲ့သာသမီတွေစုစုပေါင်းကျွန်တော်တို့သင်တန်းသားဥယီ30ကျော်ကျွန်တော်တို့ရှိပါတယ်ကုန်ကြစည်းကတော့မနစ်ကဆိုရင်30 ်ကုန်ပါတယ်ဒီနှစ်လည်းပဲကျွန်တော်တို့30 40မကတော့ပါဘူး90လောက်ထိ ကုန်ပါတယ်ဂျေဇုတော်ကြောင့်ကုန်ကြတဲ့ငွေအလုံးဘုရားသခင်ကပြင်ဆင်ပေးတဲ့အလူရှင်တွေမိတ်ဆွေများရဲ့ပါဝင်ပံ့ပိုးမှုတွေအပြင်ဖောဖောတီတီနဲ့ဝဝလင်းလင်းကလေးတွေစားသုံးခွင့်ရကြပါတယ်တချို့ဆိုရင်ဘလောက်ထိပြောလဲဆိုတော့ဒီနှစ်သင်တန်းကတော့အရင်ကနဲ့မတူဘူးအသားဆိုလဲကောင်းကောင်းစားရတယ် အစားအသောက်တွေလည်းပူပူရှန်ရှန်စားရတယ်ဆိုပြီးမှပြောပါတယ်ဘလောက်တောင်ပူရှန်လဲဆိုရင်ကျွန်တော်တို့ပူရှန်တဲ့ငွေနဲ့စစ်ဘေးရှောင်တွေကိုတော့မှ ကျွန်တော်တို့စံနေပြန်ပြီးတော့မှ ဝေခွင့်ရတယ်သားသမီးတွေတဲကနေပြီးတော့မှ၄ရောက်နှစ်ချင်းမင်္ဂလာပေးခွင့်ရတယ်အသက်ကြီးတဲ့အတော်တယောက်လည်းနှစ်ချင်းမင်္ဂလာပေးခွင့်ရတယ်ဒီနေ့ကျွန်တော်တို့ပြုလုပ်တဲ့သင်တန်းလေးဟာနှစ်စဉ်နှစ်တိုင်းပြုလုပ်နေကြဖြစ်ပေမဲ့ဘုရားသခင်က နှစ်စဉ်နှစ်တိုင်းလိုအပ်သမျှမဆချင်အမျိုးမျိုးကိုပံ့ပိုးပေးတဲ့ဖရာဖြစ်လို့အော်ဆရာကောင်းလောက်အောင်ဘုရားခင်ရဲ့ကျေးဇူးတော်ကိုမြင်တွေ့ရပါတယ်။တင်တဲ့လာတကြတဲ့သားသမီးတွေထဲမှာလည်းမယုံကြည်သူကလေးတွေလည်းပါလာပါတယ်။လူငယ်လူရွယ်တွေ16နှစ်အရွယ်သားတွေလည်းတင်တဲ့လာတကြတဲ့အခါမှာဘုရားရဲ့ကောင်းမြတ်ခြင်းကို ကြားနာခွင့်ရသွားကြပါတယ်။ဘာပဲဖြစ်ဖြစ်အသင်းတော်အနေနဲ့ဒီလိုတင်တဲ့မျိုးတွေလုတ်ပေးခြင်းအဖြစ် ချောင်းသာမာရောပဝင်းချင်မှာရှိတဲ့သူတွေထိတွေ့ရတဲ့သူတွေအတွက်ကောင်းကြီးမင်္ဂလာဖြစ်စေပြီးဘုရားဘုန်းတော်ထင်ရှားမှာအမှန်ပဲဖြစ်ပါတယ်။အရောက်တိုင်းပေါ်ဖျားရှင်ကောင်းကြီးပေးပါစေ။ဆုတောင်းကြပါစို့။ကောင်းမြတ်သောဘုရားကိုရုကိုကျေးဇူးတင်နေ။တနေ့ထက်တနေ့ကိုရုရဲ့အံ့ပွေသောအမှုတော်ကိုသူတို့ဘားတွေကိုပြညွန်နိုင်ဖို့မာစားတော်မူပါ။ကိုရုဘလောက်ကြီးမြတ်လဲကောင်းမြတ်လဲဘုရားရဲ့မေတ္တာတော်ကြံစီတော်ဘုရားသခင်ရဲ့တကူကြီးချင်းအကြောင်းအရာတွေကိုကျွန်တော်တို့ တနေ့တစ်တနေ့သူတစ်ပါးတွေကိုပြညွန်နိုင်ဖို့မာစားပါယေရှုတင်နဲ့ဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုရဲ့အယောက်တိုင်းပေါ်မှာကိုရောရဲ့လက်တော်ရှိပြီးတော့မှ ကိုရောကြီးမြတ်ကြောင်းကောင်းမြတ်ကြောင်းတွေကိုခံစားစေပါယေရှုတင်နဲ့တနေ့တာကိုဆက်ကတ်တဲ့အခါသခင်ယေရှုခရစ်တော်နာမ၌ဆက်ကတ်အနံဆုတောင်းပါ၏အာမင်